စာကာရဲ့စာချုပ်သက်တမ်းအားလုံးဝမင်္ဂလာပါရန်ကုန်စပေါ့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါစာကာရဲ့စာချုပ်သက်တမ်းကနောက်ဆုံးနှစ်နှစ်ထဲကိုရောက်ရှိလာတာနဲ့အတူအာဆင်နယ်အသင်းနဲ့စာချုပ်ချုပ်ဆိုမှုပြင်ဆင်မှုတွေလုပ်လာခဲ့ပါပြီစာချုပ်အသစ်တို့ကစကားပြောဆိုမှုတွေပြုလုပ်ဖို့စီစဉ်ထားတာမျိုးပါစာကာနဲ့ဆလီဘာတို့ကိုစာချုပ်သစ်ချုပ်ဆိုမှုပြင်ဆင်မှုကကစားသမားအသစ်ခေါ်ယူဖို့ပြင်ဆင်တာထက်ပိုအရေးပါတယ်လို့ပြောရင်လည်းမမှားပါဘူးဒီကစားသမားတွေကအသင်းရဲ့ကြိုးရိုးကစားသမားတွေဖြစ်ပြီးတော့အသင်းအနေနဲ့အောင်မြင်မှုတွေလိုချင်တယ် ဒီကစားသမားတွေဘေးမှာ quality player တွေခြံရံပြီးတိဆောက်သွားဖို့ပဲလိုအပ်တာပါဒါကြောင့်လဲအသင်းအတွက်အရေးပါတယ်ဒီလိုကစားသမားတွေကိုလက်မလွတ်ရအောင်စာချုပ်တက်တန်တစ်နှစ်ပဲကြံတော့တဲ့အနေအထားမျိုးမရောက်ခင်မှာစာချုပ်သစ်တွေချုပ်ဆိုဖို့ပြင်ဆင်လာတာပါအာဆင်နယ်အနေနဲ့ Alexis Sanchez ကိုအလွတ်နဲ့လက်လွတ်ရပြီးကလေးကစာချုပ်သစ်ချုပ်ဆိုတဲ့ကိစ္စကိုတော်တော်လေးသတိထားပြီးဆောင်ရွက်လာတာပါဆာလီဘာနဲ့ဆာကာပြီးတာနဲ့မဖြစ်မနေစာချုပ်တက်တန်တိုးဖို့လိုအပ်တာဂါဘရီယယ်မကာဟေးပါပဲဂါဘရီယယ်နဲ့ဆာကာဆာလီဘာတို့လိုလာမယ့်ဂျုံမှာစာချုပ်တက်တန်နှစ်နှစ်ပဲကြံတော့မှာ ဂဗရီယဲစာချုပ်အသစ်မှာလာစာတိုးပေးဖို့ကမဖြစ်မနေလိုအပ်မဲ့အချက်ပါဂျပန်လောက်ကပေါင်တသိန်းဆိုတာသူ့ရဲ့ခြေစွမ်းနဲ့ရှင်နည်းလုံးတဲ့ပမာဏပါကစားသမားတွေရဲ့ခြေစွမ်းပေါ်မူတည်ပြီးထိုက်တန်တဲ့လာစာပမာဏမျိုးပေးမှဒီကစားသမားတွေကိုရည်ရှိချိန်နိုင်မှာပါဂဗရီယဲအနေနဲ့လက်ရှိလာစာရဲ့နှစ်ဆလောက်တော့တိုးပြီးရတဲ့နေပါပြီနယ်လီနဲ့ဂျေဆုတို့ကလည်းစာချုပ်သက်တမ်းနှစ်နှစ်ပဲကြံတော့မဲ့ကစားသမားတွေဆိုတော့ဒီနှစ်ယောက်ကိုလည်းစာချုပ်သက်ချုပ်မလားရောင်းမလားအခုနေမှာဆုံးဖြတ်ချက်တစ်ခုချထားရပါမယ်အသိမ်းမှာဆက်ရှိနေစေခြင်းစာချုပ်သက်ချုပ်ဆိုအားမှာဖြစ်ပြီး အသင်းမှာအနာဂတ်မရှိတော့ဘူးလို့ယူဆရင်လေဈေးကောင်းရနိုင်မယ့်အခုလိုအချိန်မှာထုတ်ရောင်းဖို့လိုပါတယ်။ဇင်ချန်ကိုတိုမီယာဆုနဲ့ထရော့ဇက်တို့ကတော့စာချုပ်တက်တန်းတစ်နှစ်ပဲကြံတော့မယ့်ကစားသမားတွေ။ဇင်ချန်ကိုကိုရောင်းဖို့များသလိုထရော့ဇက်နဲ့လည်းစာချုပ်အစ်စ်တို့ဆွေးနွေးဖို့အဆင်မပြေဘူးလို့ကြားတာမလို့လာမယ့်နေ့မှာရောင်းချသွားနိုင်ချေရှိပါတယ်။တိုမီယာဆုကတော့နောက်ပိုင်းနှစ်တွေတောင်းလျှောက်ဒဏ်ရာရနေတဲ့အတွက်အသင်းရဲ့အနာဂတ်ပလန်ထဲမှာဆက်ရှိနေပါမလားတန်လျာဖြစ်မိတယ်။လက်ရှိဒဏ်ရာကလည်းလာမယ့်ဩဂတ်လောက်မှတတ်တာမှဆိုတော့ရောင်းဖို့ကလည်းမလွယ်သေးဘူး။ပါတီနဲ့ဂျော်ဂျင်ညိုတို့ကတော့လာမယ့်နေ့မှာတတ်တန်းကုန်ဆုံးတော့မယ်။ အခုချိန်ဒီစာချုပ်အသစ်မချုပ်နိုင်ဘူးဆိုတော့အသင်းအနေနဲ့နှွေးမှာအလွတ်နဲ့လက်လွတ်ရဖို့ကတော့တေချာသလောက်ရှိနေပါတယ်။ဘာဒေးလိုကစားသမားမျိုးကိုလက်လွတ်ရမှာကတိတ်တော့အဆင်မပြေလောက်ဘူး။ဒီဟာဒီကောင်းမွန်လာတဲ့ကြံ့ခိုင်မှုနဲ့သူပွဲတွေတောက်လျှောက်ကစားပေးနိုင်တာကြောင့်လေပုံနှမျောရတဲ့ကစားသမားပါ။စတာလင်နဲ့နက်တိုကတော့အငှားကုံနာနဲ့အပိသက်ဝယ်ယူဖို့မရှိတာမလို့ယာဒီကောင်ရင်ဒီနေအောင်လဲထွက်တော်မှာပါ။ Rice OD Kyle White တင်းပါတို့ကတော့2028အထိစာချုပ်တန်တန်ရှိသေးတာမလို့နောက်နှစ်လောက်မှစပြီးလှုပ်ရှားရင်လည်းအဆင်ပြေလောက်မှာပါ။ တခုတတိထားမှာက scaly နဲ့ wandery တို့ကိုတိတ်မကြခင်မှာထိုက်တဲ့လစာတရက်နဲ့စာချုပ်တက်တန်းတိုးပေးဖို့ပါပဲခြေစွမ်းကောင်းတွေပြသနေတဲ့လူငယ်တွေကိုနမူနာအနေနဲ့ထိုက်တဲ့ချီးမြှောက်မှုမျိုးတွေလုပ်ပေးမှအကယ်ဒမီက chart တွေအတွက်တွန်းအားတစ်ခုဖြစ်လာမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပါမယ် SBO တော့မှာ e-sport နဲ့ဘောလုံးဆော့ခြင်းနဲ့ညီကိုတွေအတွက် Yangon Sport TV ရဲ့ promo code ဖြစ်တဲ့ YGN TV ကိုအသုံးပြုပြီးတော့100% bonus ကြီးရယူနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက Viber နံပါတ်39 996 292 96ကိုဆက်သွယ်ပြီးတော့သိလို့ရတယ်မေးမြန်းလို့ရပါတယ်။